အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ဘိုင်းတူဝိုင်းပဲပြီးတော့ပြဿနာဖြစ်နေကြတဲ့နောင်နဲ့ဂျီဂျီတို့ရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာ ပြန်လေသူဆိုလိုက်ပါတယ်ဗျာကျွန်တော်အခုပြောမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ကျွန်တော်တို့မိသားစုအသေးဖြတ်နေတဲ့ပေါ့နော်ကျွန်တော်တို့အဲယောက်ျားမစစ်မိန်းမစစ်တကောင်ရဲ့အကြောင်းအရာပဲဖြစ်ပါတယ်အခုချိန်မှာဒါတော့ကျွန်တော်မိပဲဖြစ်ပါတယ်အခုမနေ့ကသူတင်ထားတဲ့ဗီဒီယိုထဲမှာပေါ့နော်ကျွန်တော်အမေကိုသူတို့ဘက်ကရှင်းနေရဖုန်းဆက်တယ်လို့ပြောပါတယ်ဒါတော့ကျွန်တော်အမေပါမိမိကိုဖုန်းဆက်ခဲ့လားဒီကောင်ကကျွန်တော်အဆောင်မှာရောက်နေတယ်ကျွန်တော်ဒီကိစ္စကြီးမသိဘူးကျွန်တော်အမေကိုကျွန်တော်တိုက်ရိုက်တာမေးပြပဲဖြစ်ပါတယ်မိမိကိုဖုန်းဆက်ခဲ့လားအဲ့ဘက်ကဆက်ပါဘူး ဘာဘာဖုန်းဆက်ကြလာသူပြောတဲ့ပုံရဆိုမိရဆဲဆိုလွတ်လိုက်တယ်လို့ပြောတယ်သူ့ကိုဟုတ်ပါဘူးအဲ့ဒါဟုတ်လားဆိုတော့ကျွန်တော်ကအမေကိုဒါကျွန်တော်ကိုယ်တိုင်အိမ်ရောက်လာပြီကျွန်တော်အမေနဲ့ကျွန်တော်အမေရှိမှာကျွန်တော်အကုန်လုံးဖြည့်ရှင်းပြတာပဲဖြစ်တယ်တစ်ဖက်သက်ကြီးပါတစ်ဖက်သက်ကြီးကျွန်တော်ဘက်ကိုသူ့ဘက်ကဘာမှမဟုတ်တဲ့ ကျွန်တော်တို့ဒီကျွန်တော်တို့ဘက်ကရှေ့နေရဖုံးဆက်တယ်ဆိုတာလည်းတကယ်မဟုတ်ခဲ့ပါဘူးသူပြောတယ်ဆိုကျွန်တော်တို့ဘက်ကသူ့ရှေ့နေနဲ့ဖြည့်ရှင်းဖို့ကျွန်တော်တို့မိသားစုတွေကျွန်တော်အဖေကခုညာတွင်ချင်းသူ့ဗီဒီယိုတင်နေပြီးချင်းသူ့ဟင်းအောင်ရှေ့နေနဲ့ပြည့်ဖုံးနေဆက်တယ်ဒါတော့လုံးဝမကင်ပါဘူးသူပြောနေတာတွေကအကုန်လုံးကကလင်ကကြစ်တွေပါအရင်တရားလုံးလိုက်အတွက်ကြောင့်ကျွန်တော်တို့အခုပြောချင်တာကဒီ line မှာနေကျွန်တော်ပြောချင်တဲ့ကိစ္စကဘာလဲဆိုရင်သူ့ဥပဒေနဲ့ဒီဖြည့်ရှင်းတော့မှဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကင်တဲ့ဖုန်းတွေကိုကျွန်တော်ဆက်တဲ့ဖုန်းတွေကိုကင်ပါကျွန်တော်တို့ဆက်တဲ့ဖုန်းတွေကတရားသူကြီးရှင်းနေဖုန်းတွေဖြစ်တယ်ပြီးရင်ကျွန်တော်တို့တွေရကွက်အုပ်ချုပ်ရေးမှုဖုန်းတွေဖြစ်တယ်အဲ့တော့သူဖုန်းတွေကိုဘလော့နေပါတယ်အခုကျွန်တော်ဖုန်းတွေကိုဘလော့နေတယ်သူအဲ့လိုမျိုးကျွန်တော်ဖေဘက်ကနေပြီးတော့ကျွန်တော်တို့မိသားစုကလောက်တော့မယ်ဆိုတော့သူကအချိန်မရှိတဲ့အတိုင်းတင်နေတယ်အဲ့ဒါတွေကျွန်တော်ဘက်လုံးဝအပြေရှင်းမှုတော့အပြေရှင်းမှုဆိုပြီးကျွန်တော်ဘက်နေခဲ့တယ်ကျွန်တော်ကိုစော်ကားတဲ့မျိုးစုံဒါပေမဲ့ကျွန်တော်အခုလုံးဝတီးမခံနိုင်တော့ဘူးကျွန်တော်မိဘနှစ်ပါးပါပါတဲ့အတွက်ကြောင့်ပထမနေ့ CYA တက်ကတော့ချက်ပြီးတော့တက်နေတယ်စောင့်ပြီးလိုင်းတော့ရှက်ခဲ့ပါတယ်ဒီကိစ္စတွေကိုဒီမှာလည်းသူပေးထားတဲ့အတန်ဖိုင်တွေအကုန်ရှိပါတယ်ဟုတ်ကဲ့ဒီကလေးကိုစောင့်မှာမထားနဲ့သူကအဲ့မှာချိန် ချောက်နေတာချင်းချောက်သူချင်းချောက်တဲ့အတန်ဖိုင်နေလဲကျွန်တော်တို့ကတရားသူကြီးမှာရောတရားကျွန်တော်တရားရုံးမှာကိုကျွန်တော်တို့ဒီ line ပေါ်မှာရောတင်သွားမှာဖြစ်တယ်အခုဒါကျွန်တော်အမေပြောခဲ့သလိုပဲကျွန်တော်တို့ဒီဘာတစ်ခုမှသူပြောသလိုဘာတစ်ခုမှကျွန်တော်တို့ဘက်ဆက်သွယ်ခြင်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဘက်ဆက်သွယ်တယ်မင်းညာပြည်သိချင်းမှာကျွန်တော်တို့ဘက်ကမင်းတို့တရားစွဲမယ်ဆိုပြီးကျွန်တော်တို့ဘက်သူ့ကိုတရားစွဲမယ်မင်းဘယ်နေရာကိုချင်းဆိုတယ်ကျွန်တော်တို့လာဖို့ပြောတယ်ဒါပေမဲ့လုံးဝမလာပါဘူးသူအိမ်မှာလည်းမရှိဘဲနဲ့ကျွန်တော်တို့ကို ခုဆိုရင်ကျွန်တော်တို့ကိုပြင်းနေတယ်လို့ပြောလို့ရတယ်သူ့အခုကျွန်တော်သူ့ပုံနေနဲ့ကျွန်တော်ဖြန့်ထားပြီသူ့ကျွန်တော်တို့အတရေဖြတ်မှုကျွန်တော်မိသားစုစော်ကားမှုနေတော့ဖြန့်ထားပြီပြီးကျွန်တော်တို့ဆက်ရွယ်အဆန်းကလောက်တယ်အမှုတွေအကုန်လုံးပြီးရင်သူအရင်လူတွေကိုလောက်ခဲ့တဲ့အရင်လူတွေဘူးသူဘလို့လောက်ခဲ့တယ်သူပြုံးလင်းသူအမကိုယ်တိုင်ပြောခဲ့တဲ့အတန်ဖိုင်နဲ့အပြင်ကသူ့အမအတန်နဲ့ကျွန်တော်တိုက်စစ်ပြီးတော့ကျွန်တော်တို့တရားရုံးမှာတေးချောက်ဖြည့်ရှင်းသွားမှာဖြစ်တဲ့အတွက်ကြောင့်လိုင်းပေါ်မှာကျွန်တော်မိသားစုကိုဘူးမသိပါမသိနဲ့ဆဲဆုံနေတဲ့လူတွေသူ့ဘက်ကနေတစ်ဖက်ဖိတ်မြင်နေမြင်နေတဲ့လူတွေကိုပြောချင်တာက ပြောချင်ရင်အဆုံးထိကြည့်ပြီးမှပြောဖို့ပဲကျွန်တော်ကပြောချင်ပါတယ်အဲ့ကိစ္စကိုကျွန်တော်တက်ပြောချင်ပါအခုကတစ်ဖက်သက်အနေနဲ့ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒီကိစ္စကိုအဆုံးထိလိုက်တော့မှာပါအဆုံးထိသွားမှာပါကျွန်တော်ဘက်ကဒီကောက်ကိုအဆုံးထိသွားပြီးတော့ဒီကောက်ကိုနောက်ဆုံးထိသွားမယ်လို့အတိပေးချင်းဖြစ်ပါတယ်ဒီဗီဒီယိုကအဲကြောင့်ဒီကောက်အတိပေးချင်တာလည်းဖုံးကင်ပါဖတ်မပြေးပါနဲ့မင်းလုတ်ခဲ့တာတော့မင်းတောင်းယူပါဟုတ်ပါကားဗီဒီယိုတပုတ်သူ့အမေနဲ့တကွာတင်လာလို့နောက်ဘက်ကနေပြန်ပြောဖြေရှင်းသွားမှာအဲ့ဗီဒီယိုထဲမှာသူသူ့ရဲ့သူ့အမေရဲ့ပြောခဲ့တာကနောက်ဘက်ကိုသူတို့ဘက်ကရှေ့အနေနဲ့ဖုန်းမဆက်ခိုင်းခဲ့ပါဘူးဆိုပြီးတော့ပြောရယ်နော် တိတိကျကျကိုပြောရအောင်နော်ဟုတ်ပြီသူဘက်ကတိတိကျကျပြောရဆိုနောက်ဘက်ကပြန်ပြောမယ်သူတို့ဘက်ကရှေ့နေနဲ့နောက်ဖုန်းဆက်ခဲ့ရှေ့နေဆိုရင်မိန်းမတယောက်နဲ့ဖုန်းဆက်ခဲ့ဖုန်းဆက်ဆက်ချင်းမှာသူ့အမေကဖုန်းပြောခဲ့သူ့အမေဖုန်းပြောပြီးတော့မှအဲ့ရှေ့နေမှာကိုပေးပြီးတော့ဖုန်းပြောခဲ့ရအဲ့အတန်ဖိုင်လည်းရှိရနောက်မှာသူ့အမေအတန်ကြီးပါနားထောင်လည်းတိတာမှာပြုတ်ပြုတ်ပြဲပြဲကြီးကိုသူ့အမေတိုင်အဲ့ခုမင်းမြအောင်တင်ထားတဲ့ဗီဒီယိုမှာသူ့အမေရဲ့အတန်ကိုတိချာနားထောင်ပြီးတော့နောက်ခုတင်မဲ့ဗီဒီယိုမှာသူ့အမေရဲ့အတန်ကိုပြန်ပြီးတော့တိချာလာနားထောင်လည်း နားထောင်လိုက်တာနဲ့ဒီချိန်မှာအိမ်မိမဖုန်းပြောထားဆိုတာအတိတာပြီးကြောက်ရှိနေမှာတယောက်ကိုဖုန်းပေးပြောရယ်ဖုန်းပေးပြောရှိနေမှာနောက်အောင်ပြောရဲဟာမနေမှနောက်တင်ထားရဲ့အတန်ဖိုင်ပဲအဲ့အတန်ဖိုင်နဲ့ပတ်သက်ပြီးတော့အစအဆုံးလည်းရှိရယ်နော်အဲ့အတန်ဖိုင်လည်းခုအစအဆုံး Hello Hello ပြောပါอืมဒီပြောပါဆိုနင်မျိုးငါပြောခိုင်းနေနင်ပြောစမ်းနင်ဘာဖြစ်ချင်လို့လဲ ဘာဖြစ်ချင်အောင်အန်တီတာဘက်ကနေပြီးတော့တောင်းမန်တာလိုချင်တာလို့အန်တီကိုပြောပြီးသားလေအန်တီကမဟုတ်ဘူးကြာဘာဖြစ်ချင်တာအန်တီဖြစ်ချင်တာကိုပြောမှာအန်တီဘက်ကပြောစရာစကားအရန်များနေလို့ချင်တယ်ဘာလို့ဆိုဖုန်းနေစတိုက်ခေါ်နေတာဆိုတော့နေဘာလို့ငါတောင်းမဖုန်းဖုန်းမကိုင်းနေလဲငါ့ကိုပြောဟမ်ကောင်းပါလားလားမရှင်းလားဒီလားလားမရှင်းလားငါတို့လာရလေဟုတ်မလားလေငါစကားမှမနဲ့နေငါ့ကိုရဲတွေ့နေရတယ်ဟမ်အန်တီကိုကျွန်တော်စကားမှနဲ့ရဲမတွေ့ဘူးနော်အန်တီတကယ်လို့ဖြစ်ရှင်နေဆိုရင်ကျွန်တော်ဘက်ကရှင့်နေတဲ့စကားပြောအန်တီကိုကြိုက်သူလို့လုပ်လို့ရဒါကျွန်တော်စီစဉ်တာလည်းမဟုတ်ဘူးဒါကျွန်တော်လောက်တာလည်းမဟုတ်ဒါကျွန်တော်အဖေဘက်ကခုဖြစ်တဲ့ကိစ္စကိုတိလို့မကျေနပ်လို့သူ့ဘက်ကနေလောက်တာဒါကျွန်တော်နဲ့မဆိုင် เนาะအဲ့ဒါကြောင့်မို့ဖြည့်ရှင်းပြနေဆိုရင်ရှင်းနေတဲ့တိုင်းအဖြည့်ရှင်းမှာကျွန်တော်ဘာမှကျွန်တော်စီစဉ်တာလည်းမဟုတ်ဘူးအန်ဒီယိုကြိုက်ပါလေထောက်ထားပြအန်ဒီယိုကြိုက်ပါလို့ရတယ်အန်ဒီယိုကြိုက်လို့ဟုတ်တယ်ငါလည်းရှင်းနေငါဒီမြအောင်ဘက်ကရှင်းနေမင်းဘက်ကထောက်ထားငါ့ကိုလာပြငါ့ကိုလာတွေ့အဲ့ဒါအန်ဒီယိုကြိုက်နေဆိုရင်ငါကရှင်းနေမှာနော်ဒိတ်ချီလာမျိုးနဲ့တရားရုံးကလွတ်တော်ရှင်းနေမှာအဲ့ဒီတော့ငါပြောမယ်တာမင်းကအစုလား၆လားမှာပြော 阿苏啦，阿臭啦，苏 <noise>，伊家嘅亲戚，伊咪咪阿往白吃，咪来打开门。阿 <noise> 苏，阿弟，阿 <noise> 弟，阿弟，阿苏啦，阿臭啦，咩物事？伊同你有啥必要不得？伊阿他开咧，是伊边个？不拄阿伊啥不？